အဲလူရပြောတော့မနော်အေးဒီပုံစံနဲ့ဟိုစစ်တင်နေလာတဲ့တယ်ဆိုပြီးတော့ခူးခူးတရားလို့ကတီတူတီတူပြောကြတာမျိုးကြီးကျွန်တော်အများနဲ့ပြောနေကြစကားရှိပါတယ်ဘာမှမပေးနိုင်တော့မှ love and care ပေါ့နော်ချစ်ချင်းမြတ်တာနဲ့ give side မှုပေါ့နော်အဲ့ဒါတွေတော့ကျွန်တော်တို့အပြန်အလှန်ပြီးကြရအောင်ပေါ့နော်ပြည်သူကိုကျွန်တော်တို့ပေးလို့ရတဲ့ချစ်ချင်းမြတ်တာမျိုးရှိရင်ကျွန်တော်တို့ပေးကြမယ် give side မှုတွေပေးလို့ရတာမျိုးကျွန်တော်တို့ပေးမယ် အဲနောက်ခုကကြတော့အဲဇာမင်သားအခုဒီတော်လည်းကာလာတော်တွင်းမှာပေါ့နော်မမရေရဖြစ်နေတဲ့ဖြစ်ပျက်တွေပါလေမိလို့မရတဲ့ဖြစ်ပျက်တွေပါလေရှိသလားဆိုတော့ဆရာမမရေရတော်လည်းရေးတယ်မှာလို့ပြောရင်တော့မမရရအောင်အများကြီးပေါ့အမတရအောင်အများကြီးပေါ့အခုပါဆိုတော်လည်းထဲစားရောက်တဲ့နေ့ပေါ့နော်စားရောက်တဲ့နေ့ဆိုဒုက္ခခုမကြီးကကျွန်တော်ကိုထပ်ဖို့လို့ပေါ့နော်ဒီအဲထပ်ဖို့လို့ပဲသွားပါ သင်တန်းမှာစစ်သင်တန်းမှာကအဲဇင်းစရာတွေလောက်ရတာမျိုးတွေပေါ့နော်ဝင်ထွက်စည်းရင်းတွေဆိုလောက်တဲ့လူတိတ်မရှိဆိုဆမီနာနည်းနည်းတက်ကူလို့ရလာပေါ့အဲဒီတော့ကျွန်တော်တော်လိုက်ရေးမှာတပိတ်ကောင်းဆောင်တွေလုပ်နေတာဩ record ပဲမှာအဲဆိုတော့၃လပိုင်းလလေလောက်ဖြစ်မှထင်ပါတယ်ဒီအပတ်စဉ်နှစ်လောက်မှလားမသိကျွန်တော်တော်ထဲမှာခိုးချောင်ခိုးခဲနဲ့တင်တယ်နေပြီးကြတယ်အဲ့တော့အဲ့ဒီမှာကျွန်တော်ရောက်လာတော့ လူတွေကပြောတော့မနော်အေးဒီပုံစံနဲ့ဟိုစိတ်တင်နေလာတဲ့ဆိုပြီးတော့ခိုးခိုးတရားလုံးကတီးတူးတီးတူးပြောကြတာမျိုးကြီးပေါ့နော်အဲ့မျိုးကြီးဆိုတော့ကြားရတယ်ဒါပေမဲ့စိတ်ကမကြပါဘူးဘယ်နေရာဘယ်နေပဲပဲရောက်ရောက်ဒီဘယ်နေရာရောက်ရောက်ပေါ့နေရာအတိတ်ခုရောက်ပြီလို့ပြောရင်ကျွန်တော်ကအများအားလူတွေကပြင်ပန်းတဲ့အောင်ကြည့်ပြီးတော့ဟိုအတင်းအတင်းတုတ်တယ်ပြောမလားအဲ့လိုမျိုးဘာလဲဆိုတဲ့မျိုးပေါ့နော်ဖြစ်လေဖြစ်တာရှိတယ်ဆိုတော့ကိုယ်ကတော့မလန့်တော့ဘူး ဆိုတော့ရောက်ပြီးတော့ကျွန်တော်ကဒီစစ်တန်းနဲ့လဲတဲ့ရောအစစ်တန်းတဝဲတဲ့တယ် management တဝဲလောက်ရတယ်အဲ့လိုလောက်ရင်းနဲ့ကျွန်တော်တင်တန်းချောင်းအုပ်ဆိုတာစဖြစ်တယ်အဲ့ဒီမှာဟုတ်အဲ့ဒီတော့တင်တန်းအုပ်ချုပ်ရမှုလို့တုံတယ်တကယ်တော့ချောင်းအုပ်ပဲပေါ့ဆိုတော့စစ်တန်းအောက်ပဲမရှိအပေါ်မှာဒီ ရဲ CDM တစ်ဖွဲ့ရှိတယ်ပေါ့အဲ့ဒီနှစ်ဖွဲ့စလုံးရဲ့တင်တန်းကြောင့်အုပ်လုပ်မျိုးကျွန်တော်လုပ်ရတယ်ဒီတက်စစ်တင်တန်းဖက်ကိုလည်းကျွန်တော်ကြည်တယ် CDM ဖက်ကိုလည်းကျွန်တော်ရဲ CDM ဖက်ကိုလည်းကျွန်တော်ဒါပြီးတော့အုပ်ချုပ်တဲ့ညွန်ကြားတဲ့အလုပ်မျိုးလုပ်ရတာပေါ့အဲ့ဒီကလေးကအခုချိန်ဒီအခုချိန်ဒီလို့ပြောမှာပေါ့နှစ်တောက်ရှောင်းပဲကျွန်တော်တင်တန်းကြောင့်အုပ်ကအခု20ကျော်အမ်ကျွန်တော်တင်မယ်23ခုလောက်လာမသိဘူးဒီမှာတင်တန်းချောင်းအုပ်ကျွန်တော်လုပ်ခဲ့ရတယ်။အော်စီတင်တန်းချောင်းအုပ်ပေါ့နော်။ဆိုတော့မမရရကတော့ဒီ ကွန်မတူ training ပေါ့နော်တပ်ပေါင်းစုကွန်မတူအာတင်တန်းတစ်ခုမှာကျွန်တော်ကဒုချောင်းအုပ်လို့ရတယ်။အာဒုချောင်းအုပ်စုပေမဲ့လို့တင်တန်းချောင်းအုပ်ကအများရန်မရောက်နေတော့အာကျွန်တော်ကပဲအစအလေအစအုပ်ချုပ်စီမံမှုတွေကိုအများကြီးကျွန်တော်လုပ်ရတယ်ပေါ့နော်။ဆိုတော့အမတ်ရစရာလို့ပြောရင်အဲ့ဒီခုနပြောတဲ့ training ပြီးလဲပြီးရောပြန်မယ်လို့တဲ့အချိန်မှာစစ်ကောင်စီဘက်ကနေအာဆောက်ပြီးတော့ကျွန်တော်တို့ပြစ်တဲ့ဖြစ်ရလေးတစ်ခုဖြစ်ခဲ့တယ်ပေါ့။အဲဆောက်ပြီးတော့ဒီဟို ဟိုရေချောင်းလေးတစ်ခုကူပြီးတော့ဟိုဖဲ့ကိုညလုံးပေါက်ပြေးနောက်နေ့တနေ့ကုန်ပြေးပေါ့နော်အဲ့လိုဖနက်မပိုင်အင်ဂျီမပါဘာမပါပေါ့နော်အဲအဲ့လိုရေချိုးဖို့ပြင်နေတဲ့အချိန်မျိုးဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့မှာကျွန်တော်အဲကျွန်တော်ရဲ့ဒီအောက်ကကျွန်တော်လက်ထောင်လို့ပြောလို့ရတာပေါ့နော်ဒီအဲ့တော့ကျွန်တော်ကဒီစီယုံချိုးရင်ညဂျိုင်းမှုကျုပ်တောင်ယူထားတယ်အဲ့တော့ကျွန်တော်ရုံအုပ်ဆရာတယောက်ကကြာသွားတယ်အော်အဲ့တော့နေ့တိုင်းကိုနဲ့ကူဖော်လောင်ဖဲ့လို့တဲ့ဒီ ရဲဘော်ရဲဘက်ကောင်းတယောက်ကကြာဆုံးသွားတော့ကျွန်တော်တို့ရဲ့ဟိုအများကြီးယဉ်ကျေးရတယ်အဝန်နေကြီးခွဲဖြစ်တယ်အဲဘယ်လိုပြောမလဲကိုစိတ်ကူထားတဲ့အလုပ်တွေအများကြီး ဘယ်လိုပြောမလဲမလုပ်လိုက်ရတာဒီတချို့လည်းရှိရှိသွားတာပေါ့အဲ့ဒီတုန်းကပေါ့နော်ဆိုတော့ကျွန်တော်အတွက်တန်ဖိုးမဖြတ်နိုင်တဲ့ဆုံးရှုံးမှုပေါ့လေနော်ခင်တည်းအတွက်တစ်ခုလုံးပါမယ်အဲ့ဒီတော့ခင်တည်းမှာကရာထူးအမြင့်ဆုံးအဖွဲထဲမှာပထမဆုံးကြာတာအဲ့ဒီအဲကျွန်တော်ရဲ့အောက်ကဒီရေပေါ်တရားဖြစ်နေတယ်ပေါ့လေနော်ဆိုတော့အဲ့ဒီဖြစ်စဉ်ကတော့ကျွန်တော်အတွက်အဲတော်တော်ကိုအမတ်ရစရာဖြစ်ရတစ်ခုလို့ပြောလို့ရပါတယ်အများကြီးရှိတဲ့အထက်မှာမှဆိုရင်တော့အဲ့ဒီဟာကတော့ကျွန်တော်အတွက်အမတ်ရစရာအကောင်းဆုံးပေါ့လေဟုတ်ဟုတ် ဒါကျွန်တော်အဲ့လိုမျိုးမမရရမမရဆိုရမေးတိုင်းမှာအလုံးမှတ်ရနေတာရေဖို့ရေပဲကြီးကြောက်စောသွားတဲ့အကြောင်းကိုပြောကြတယ်ဗောနော်အဲကျွန်တော်လည်းအဓိကတော့အဲ့လိုမျိုး မေးရတယ်ဆိုကျွန်တော်ဆိုရင်များအဲ့လိုမေးတိုင်းမေးတိုင်းမှာအဲ့လိုမျိုးကြားရတော့ကိုယ်တိုင်းမှာအဲ့အဲ့ထရမာတွေပါရတယ်ဗောနော်ကျွန်တော်ကြားရတိုင်းမှာအဲ့လိုစိတ်မကောင်းကြရပဲဖြစ်တယ်အဲဒါမဲ့လည်းကျွန်တော်ရဲ့ရည်ရချက်ကကြတော့ဒီတပ်ဖွဲ့တွေဒီဟိုဗောနော်ချိန်ကြရင်သူ့ရဲ့ဂျန်နေခဲ့တဲ့မိသားစုပဲဖြစ်ဖြစ်ဒါသူ့ကိုပဲဖြစ်ဖြစ်ဗောနော် ထက်ထက်တန်တန်ဂုဏ်ပြုပေးရမယ့်သူတွေဖြစ်တယ်ဆိုတဲ့ဟာကိုဒါပြည်သူတွေကိုလည်းသိစေချင်တယ်ပေါ့နော်အဲဒါဂျာမင်သားဥပဒေမှာဆိုရင်ဒါမျိုးပုံစံမျိုးတွေလုပ်ပေးနေရရှိရပေါ့နော်အဲတချို့နေရာတွေမှာအဲ့လိုလုပ်ပေးနိုင်ဖို့တော့စူးစမ်းနေကြရလည်းရှိတယ်အဲအပိုင်းတွေမှာသူတို့မတက်နိုင်တဲ့အခါပြည်သူရဲ့အကူအညီလိုနေရလည်းရှိတာပေါ့နော်အဓိကတော့ဒီတပ်ဖွဲ့တွေကကျွန်တော်မေ့ပြရမယ့်သူတွေမဟုတ်ဘူးရောဒီဒီဒီလိုမျိုးထိန်းချုပ်နိုင်တဲ့နေမြေတွေတစ်ခုပြီးတစ်ခုရတိုင်းရတိုင်းမှာတလက်မှတလက်မှတိုင်းမှာဒါတံမိုးထားရမယ်ပေါ့နော် ဒီတပ်ဖွဲ့တွေအသက်တွေသူ့ရဲ့ချွေးနေရင်းပြီးတော့လုတ်သွားတယ်ဆိုတဲ့ဟာမျိုးအမှတ်ရစေချင်တာပေါ့နော်။အဲဒါကြောင့်မို့ဒီလိုသမိုင်းနေဓာတ်တွေကိုသိစေချင်တာပေါ့နော်။ချိန်ကြရင်ဒီပြိုတွေကိုအဲတာဝန်ရှိတဲ့သူတွေအများကြီးပြစ်ခဲ့ရင်အဲဒီကြီးရဲ့ဂျန်လေးကိုသိစေချင်တာပေါ့နော်။အဲ့တော့ပြောပြလို့လေတကယ်ကျေးဇူးတင်တယ်မင်းတော်ဘာလို့လဲဆိုတော့ဒီလိုမျိုးပြောဖို့အတွက်ဆိုရင်ဘယ်သူမှပြန်မပြောချင်းပြုံးပြုံးလေးနဲ့ပြောနေတယ်ဆိုပေမဲ့ဘယ်လောက်ခံစားရမလဲတိတာတယ်ပေါ့နော်အဲဒါကြောင့်ကျေးဇူးတင်တယ်ပေါ့နော်ဆရာမလား ဲပြီးတော့ဒီ CDN အရင်နဲ့ပတ်သက်လို့လုံနေရရေးလည်းတွေ့ရတယ်ပေါ့နော်အဲပြီးတော့ဇာမင်းသားလည်းပြောပါအောင်အဲပြီးရင်ခုနနှစ်ယောက်အလင်းဝင်လာတယ်ရောက်လာတယ်ပေါ့နော်ခုနလေးအဲခုနလေးပဲရောက်လာတယ်နှစ်ယောက်သူစမ်းတယ်ကျွန်တော်မေးကြည့်ရောမဟုတ်ရတာပုံမှန်ပဲတဲ့အင်းဒါဒီနေ့နှစ်ယောက်ပေါ့နော်အရင်နေ့ကဘယ်နှစ်ယောက်အရင်နေ့ကဘယ်နှစ်ယောက်အဲ့လိုပြောကုန်တဲ့မျိုးတွေတောက်လျှောက်တောက်လျှောက်ရောက်လေဆိုတော့အင်းအားတွေဘယ်လောက်ထိတောင်ဟိုဘက်ကနေပြီးတော့ဒီဘက်ကိုပြောင်းလာတယ်လဲပေါ့နော်ဘယ်လိုပုံစံမျိုးတွေနဲ့ရောက်လာတယ်များတယ်လဲပေါ့ဟုတ်ကဲ့အာကျွန်တော် ကျွန်တော်ကလည်းဒီ CDN department ရဲ့ဒီဌာနမှုအနေနဲ့ကျွန်တော်လုပ်တယ်ဆိုတော့လေနော်ဆိုတော့ဒီအာဒီတော်လိုင်းကနေစပြီးတော့အခုချိန်အထိပေါ့နော်လေးနှစ်ကာလအတွင်းမှာကျွန်တော်တို့စီကိုရောက်လာတဲ့ဒီသက် CDN ပေါ့နော်သက် CDN တွေကတော့ဟိုပုံစံဟို ဟိုနှမျိုးနှမျိုးလို့ပြောလိုက်ရမယ်ထင်ပါတယ်ပေါ့နော်ဟိုဒီတန်တန်ဒီစည်းရင်းဝင်တဲ့ပါစာပေါ့နော်လူအုပ်စုနှမျိုးဖြစ်လိမ့်မယ်ပေါ့နော်တန်ဒီကျတော့ဟိုကလေးကတတ်တဲ့ရောက်နေနေနေတဲ့အုပ်စုတွေဖြစ်တယ်အခုကျတော့ဒီပါစာအနေနဲ့ပေါ့ပြပြပြည်သူစစ်မှုထမ်းဥပဒေကြောင့်ပေါ့နော်ဟိုဝင်လာပြီးတော့မှဟိုကျွန်တော်စီပြန်ပြီးတော့ဟိုပြပြောင်းလာတဲ့အုပ်စုတွေပေါ့နော်ဆိုတော့ပုံစံနှမျိုးရှိလိမ့်မယ်ပေါ့နော်ဆိုတော့ အာအခုချိန်ဒီကတော့လီလင်းနေတာကာလာတွင်းမှာကျွန်တော်တို့စီမှာအယောက်320ဝန်းကျင်ရှိပါတယ်ပေါ့နော်ဟုတ်တချို့ကြတော့လေဌာနအသီးသီးမှာသွားပြီးတော့ဒီတာဝန်ထမ်းဆောင်နေကြတယ်ဥမာလက်နေကြီးပြည့်တဲ့ဌာနတို့ဟို drone ဌာနရောက်လာပြီးမှဟုတ်တယ်ရောက်လာပြီးမှရောက်လာပြီးမှပေါ့ရောက်လာပြီးမှအဲ့လိုမျိုးပြန်သွားကြတာရှိတယ်။တချို့လည်းတိုက်ခိုက်ရည်ကိုသွားတဲ့တက်ရင်တွေစီပြန်သွားတာမျိုးတွေရှိတယ်။အရှိရည်ဒီမှာဆိုလို့ရှိရင်လည်းတချို့တက်ရင်တွေလာခေါ်ကြတာရှိတယ်။ တို့အခေါ်တိုင်းကျွန်တော်တို့မပေးဘူး။အဲတကယ်သွားကြီးမာတယ်ဆိုအချိန်ချင်းအခါခါတောင်းဆိုတဲ့ရဲဘော်ကြီးကတာလင်းအဲအဲ့ဒီလူတွေတေချာစစ်စစ်ပြီးတော့မှစိတ်ပိုင်းရုပ်ပိုင်းအကုန်လုံးပေါ့နော်ဆိုစစ်စစ်မှုတွေလုပ်တယ်ဆောင်းကြီးကာလာတွေတတ်မှတ်တယ်။အဲ OK တယ်လို့ပြောမှတာလင်းကျွန်တော်တို့ကဒီတက်ရင်ကအကြီးကဲတွေကိုဒီထိလာတွေ့ခိုင်းတယ် sorry လာတွေ့ခိုင်းပြီးတော့ကျွန်တော်တို့အဲတွေ့ပြီးတော့မှသဘောကျလာအဆင်ပြေလာပြောကြဆိုကြညှိကြအဆင်ပြေလို့ပြောမှတယ်ကျွန်တော်ကလက်ထက်ထည့်ပြီးလွဲစားနေတကွာ။အော်အဲစိတ်ချရပြီဆိုမှဟုတ်ခင်တဲ့မှာက ီဌာနအနေဒီဌာနကိုတော့မှလွဲစားနဲ့သွားရတယ်။အဲဒီတက်ခွဲနေဟိုခွဲစလဲလွဲစားနဲ့သွားတယ်။လွဲစားနဲ့လွဲပြီလို့ပြောတော့မဟုတ်ဘဲကလက်ခံအတိပြုပါတယ်အတိပြုလက်ခံပါတယ်ပေါ့နော်ဘေယာထူးဘေတောင်ပေးပါတယ်ဆိုတာမျိုးပြန်ပို့တဲ့အချိန်ဒီအဲကျမှအဲ့ဒီဖွဲ့ရတတိဇင်းဒီဟိုဘက်ကိုတည်ယဝင်ရောက်တယ်ဆိုတတိပေးမိ30ရှိတယ်ကျွန်တော်မှလာနေဌာနချင်းချင်းတောင်မှအဲ့လိုစနစ်မျိုးလေးထားတာဟာအမိုက်တယ်နော်လွဲစားမပိုင်းမရအောင် ဟုတ်နှမစရေပေါ်ပြောင်းစီနဲ့ပြောင်းသွားစီနဲ့သွားအဲ့လိုဖြစ်တယ်လေဟုတ်ဟုတ်ဒါဒီဒီစနစ်တွေကအရန်လိုအပ်တဲ့အရာတွေလေနော်ဟုတ်ကဲ့ကျွန်တော်တခုခုလုပ်ပြီးတိုင်းမှာဒါဌာနအနေနဲ့ဒါအကြီးအကဲအနေနဲ့သိနေရမှာပေါ့နော်အဲ့ဒါဒီအောက်ခြေကနေစပြီးတိဆောက်ထားတာဆိုတော့ဟုတ်ကဲ့ဒီဒါကလည်းအဲ့အထူးယူရမယ့်ဟာပေါ့နော်ဟုတ်ကဲ့အဲဝိုက်တယ်အဲ့တော့အဲဆမင်သားအခုလိုဖြေးပြရတကယ်ကျေးဇူးတင်တယ်ပေါ့နော်အချိန်နေမအားလက်တဲ့ဂျာတွေကမှဒါအများကြီးပဲ မေ့ရှင်းတာကြတော့အများကြီးရှိတယ်ပေါ့နော်ဒါပေမဲ့နောက်နောက်ကြုံအောင်ပါပေါ့နော်ကျွန်တော်လည်းအရင်ဒီကိုလာလာဖို့အတွက်ကျွန်တော်စူးစမ်းမယ်ပေါ့နော်အဲတော့ကြဘလိုပဲဖြစ်ဖြစ်ဆံမင်းသားအခုလိုတွေးဆောင်ပြရတယ်ဂျေစုတင်တယ်ဖီဘီအိုင်အတွက်လည်းဂျေစုတင်တယ်အဲပြီးတော့ဒီအခုအဲကျွန်တော်ဒီတော်လိုင်းကြီးမှာပေါ့ဆံမင်းသားအခုပြည်တွင်းမှာရောဗီပါမှာရောရှိနေတဲ့ဖွဲ့တွေကသူနီးသူဟန်နေတော့ခက်ခဲနေကြပဲဒီပြည်သူတွေကပေါ့နော်အဲပြီးတော့ဒီ GND ပြည်နယ်မှာမဟုတ်ဘူးအခြားနေရာမှာလည်း ဒီလိုမျိုးခက်ခဲရရှိရပါတော့။အရင်ဒီပြည်နယ်ဆိုပူဆိုးတယ်ဒါအခုစစ်ရှောင်းနေဆိုမနှဲဘူးပေါ့နော်။ကျွန်တော်လမ်းတစ်လျှောက်တော့အများကြီးတွေ့ခဲ့ရ။အဲကြအဲ့ကြားထဲမှာဗျာဒီတော်လိုင်းကြီးတပ်ဖွဲ့တွေကိုဟိုတက်နိုင်တဲ့ဘိုင်းတွေထောက်ပံ့နေတဲ့ပြည်သူတွေလည်းအများကြီးရှိ။ကျွန်တော်ကျွန်တော်လာတဲ့နေရာမှာလည်းတွေ့တယ်ပေါ့နော်။သူတို့ကပြန်ပြီးတော့ဒီဒီတပ်ဖွဲ့တွေကိုအပီစကားပြောပေါ့နော်။အနေကင်းပါစေ vision ပါစေပေါ့နော်။ဒါပေမဲ့သူတို့ကိုယ်တိုင်အတောကရောက်နေ။ဒါပေမဲ့ဒီပြည်သူတွေကဒီတပ်ဖွဲ့တွေပေါ်မှာယုံကြည်ချက်အပြည့်ရှိတယ်ပေါ့နော်။ အဲ့ကြားထဲမှာသူတို့တွေခက်ခဲနေကြတဲ့ထောက်ပံ့နေရရှိလို့အဲကုညီပေးနေရရှိရပါတော့ငွေကြေးပဲဖြစ်ဖြစ်အများကြီးပေါ့အဲ့တော့ဒီနိုင်ငံတော်ဝန်ဆောင်မှရှိရရောဒီပြည်ပမှရှိရရောအဲ့လိုမျိုးဒီတော်လံပြည်သူပဲပြောပါတော့တော်လံကြီးကိုထောက်ခံနေတဲ့ထောက်ပံ့နေတဲ့တော်လံပြည်သူတွေကိုဆံမင်းသားအနေနဲ့ဘာအမှားစကားဒါမှမဟုတ်လေပြောစရာစကားပေါ့နော်ရင်းနှီးစကားတစ်ခုခုရှိရင်ပြောပြပါဟုတ်ကဲ့အာကျွန်တော်တို့ဒီ အခင်တည်းလို့ပြောလိုက်ရင်လူတွေကတော်တော်တီးတီးကြတာပေါ့လေနော်ဆိုတော့ဒီနေထားတစ်ခုထိကျွန်တော်တို့ကတော်လိုက်ရင်းနဲ့ပတ်သက်တဲ့တာဝန်တွေတချို့ထမ်းဆောင်နိုင်တယ်ဆိုတာကဘာလို့ကြောက်လဲလို့ပြောရင်ပြည်သူတွေကိုကျွန်တော်မေ့ထားလို့မရပါဘူးပြည်သူတွေကြောက်ဖြစ်တယ်ဆိုတာမျိုးကိုအမြဲတမ်းကျွန်တော်ရင်ထဲမှာဟို ဟိုမမမဂျင်းနဲ့မရှိပြီးသားပဲပေါ့နော်ဆိုတော့ဟိုပြည်သူမရှိဘဲနဲ့ကျွန်တော်တို့ကအရေးခြေလန်းတလန်းလေးတော့မှလမ်းဖို့မဝတ်မရေဖြစ်ပါတယ်ပေါ့နော်ဆိုတော့ပြည်သူကိုအများအားဖြင့်ကျွန်တော်ဥထိတ်ထားတယ်အဲလေးစားတယ်ဆိုတော့အားလုံးကိုဗာပြောခြင်းလေလို့ပြောရင်ကျွန်တော်တို့တော်လန်ကြီးကာကျွန်တော်တို့ကိုယ်တိုင်ကမနေ့တနေ့ကပြည်သူပဲလीနော်အခုအခုချိန်ထိလည်းပြည်သူပါပဲဘုနော်ကိုမိသားစုတွေလည်းပြည်သူလိုပဲနေရပြည်သူကြားမှာပဲကျွန်တော်နေရပဲပေါ့ဆိုတော့ဟိုတတ် တတ်ကိုကြည့်တဲ့အကြည့်ဒီဘွဲကတတ်ပါဆိုပြီးတော့မှဟိုပြည်သူနဲ့အရန်ခြားနာပြီးတော့မြင်တဲ့ဟာမျိုးတွေတိတ် တိတ်မခံစားစီခြင်းဘူးပေါ့ဟိုဒါကုသသမီးတွေဖြစ်တယ်ပေါ့နော်ဟိုကူရီနဲ့အားလုံးလူမျိုးဖို့အတွက်တိုက်ပွဲဝင်နေတဲ့လူတွေဖြစ်တယ်ဆိုရယ်နှွေးထွေးတဲ့ရင်းနှီးမှုတွေခံစားခံစားစီခြင်းတယ်ပေါ့အဲအဲ့တော့ဟိုပြောမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ပေါ်နဲ့လည်းအများကြီးဆိုင်ပါတယ်ပေါ့တချို့ရဲ့ပေါ်ကျန်တဲ့ပြည်သူတွေရှေ့ရောက်ရင်ဟိုပါဝါတွေပြားကျင်တာတို့ပေါ့နော်လက်နဲ့လေးရှိပြီးလို့ရှိရင်ဟိုပါဝါတစ်ခုရသွားတယ်လို့လူထင်ရတာတို့အဲ့လိုမျိုးလေးရှိရှိတတ်တယ်ပေါ့နော်မင်းဘယ်လိုပဲဖြစ်ပြည်သူတွေကိုပြောကျင်တာကတော့ကျွန်တော်တို့ကဟိုအခုချိန်ထိပေါ့ နော်ဟိုစိတ်မပြတ်သေးပဲနဲ့ပေါ့နော်ဝင်အားပေးနေကြသေးတဲ့သူတွေအားလုံးကိုကျေးဇူးတင်တယ် ဟိုတချို့ကျတော့လေအကြောင်းမျိုးအကြောင်းဆက်ပြီးတော့မှပံ့ပိုးကူညီမှုတွေမပေးနိုင်တော့တာမျိုးတွေရှိတယ်ထောက်ပို့တွေလည်းရှိကောင်းရှိနိုင်တယ်ဒါပေမဲ့တနေ့တစ်ချိန်တုန်းကသူတို့ရဲ့ကျေးဇူးတွေအကြောင်းကျွန်တော်ရဲ့တည်နေနိုင်တယ်ဆိုတာလည်းကျွန်တော်မမေ့ထားပါဘူးပေါ့နော်အားလုံးကိုကျေးဇူးတင်တယ်ဆိုတာလည်းထပ်ပြီးပြောလို့ရတယ်အာပြည်သူတွေကပြည်သူရဲ့ပေါ်တွေဖြစ်ရတဲ့ကြောင့်မလို့အနေနဲ့သူတို့ရဲ့မြင့်တာကိုကျွန်တော်ကလူနေတော့မယ်လीနော်အဲ့ဒီတဲ့ကြောင့်မလို့ကျွန်တော်တို့ကဟို ကျွန်တော်အများနဲ့ပြောနေကြတဲ့စကားရှိပါတယ်ဘာမှမပေးနိုင်တော့မှ love and care ပေါ့နော်ချစ်ချင်းမြေတာနဲ့ give side မှုပေါ့နော်အဲ့ဒါတွေတော့ကျွန်တော်အပြန်အလှန်ပေးကြရအောင်ပေါ့နော်ပြည်သူကိုကျွန်တော်ပေးလို့ရတဲ့ချစ်ချင်းမြေတာမျိုးရှိရင်ကျွန်တော်ပေးကြမယ် give side မှုတွေပေးလို့ရတာမျိုးဆိုကျွန်တော်ပေးမယ်အပြည်သူတွေကလည်းကျွန်တော်တို့ပေးလို့ရတဲ့ဟာမျိုးဆိုလို့ရှိရင်တော့အဲ့ဒီအရာတွေအကြီးမားဆုံးတော့လည်းနဲ့ပဲလို့ကျွန်တော်ကမြင်တယ်အကြီးမားဆုံးတော့ခွန်အားဖြစ်တယ်ပေါ့ငွေကြေးရပံ့ပိုးပေးနိုင်တယ်လို့ပြောတော့ဒါတော့မြေပြင်မှာလက်တွေ့အထူးအရဆုံးအရာတော့ဖြစ်ခဲ့တော့ပေါ့ဒါတော့ဆိုတော့အဲ့ဒါလည်းကျွန်တော်လူအပ်ပါတယ်ပေါ့နော် ဆိုတော့ green ရဲ့အရွေးပဲပြောပြောကျွန်တော်တို့ဒီတော်လိုင်းရဲ့အရွေးပဲပြောပြောပေါ့နော်အဲ့ဒါကိုကြည့်ပြီးတော့မှအဲခါလေးကျ dynamite လို့ပဲလေကျွန်တော်တို့ကဟိုဖုံးလို့တဲလိုက်ကြလိုက်ပေါ့နော်ကျွန်တော်တို့ဒီလိုဖြစ်နေတယ်ဆိုတော့လေဆိုတော့ဟိုအချိန်နည်းနည်းမြင့်တဲ့အချိန်ရှိမယ်တခါလေအချိန်နည်းနည်းညော့သွားပြီးတော့မှစိတ်သိပ်ပြီးသူတွေအားမလို့အားများဖြစ်တဲ့အချိန်တွေရှိနိုင်တယ်ခါလေကျရင် အာကျွန်တော်တို့ပြန်ပြီးတော့အားကောင်းတဲ့အချိန်ရှိနိုင်တယ်ပေါ့နော်ဒီဒီကာလမှာတော့ဒီလိုနည်းနည်းလေးတော့ထပ်ဖြစ်အောင်ပါပဲပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကလည်းဒီတော်လည်းအောင်တဲ့အထီးတိုက်ပွဲဝင်မဲဆိုပြီးတော့တန်လိုက်တာချထားပြီးသားတော်လည်းအစုဖွဲ့ပြီးဖြစ်ရကြမလို့ဆက်ပြီးတော့မှကျွန်တော်တို့အပေါ်မှာယုံကြည်ပေးပါပေါ့နော်ကျွန်တော်တို့လည်းပြည်သူတွေကကျွန်တော်တို့အဲနဲ့အတူတူရှိနေတယ်ဆိုတာကိုအမြင်နဲ့လည်းယုံယုံနေတယ်ပေါ့နော်အခုချိန်လေးလည်းယုံလို့ပဲရဲရဲကြီးအဲတော်လည်းနေမှာဆက်ပါနေတယ်ပေါ့နော်ဆိုတော့ဟိုဘာပဲပြော ကျွန်တော်တို့ဒါတွေးစီးပြီးတော့မလက်ရှင်ရှဲ့ရင်းနဲ့ပေါ့နော်ဒါရောင်နဲ့မခွဲခြားပဲနဲ့ပေါ့နော်ချမ်းမမခွဲခြားပဲနဲ့အပြန်အလှန်ကျွန်တော်တို့ဟိုအာပြူရင်းနဲ့ပေါ့နော်လက်ရှင်အတူရှဲ့ကြမယ်လို့ပြောရင်တော့အောင်မြင်မှုကလက်တခံမှာပါပဲပေါ့ဟုတ်ဟုတ်ကဲ့ပါမင်းသားအဲကျွန်တော်ကကိုအာဖီရပေါ့နော်အဓိကတော့အာပြည်သူတွေလည်းဒီဒီဒီရုပ်တံလေးကြည့်နေရဲဆိုရင် အဲရရစရာတွေပေါ့နော်အယူစရာတွေအများကြီးရှိလိမ့်မယ်လို့ထင်ပါတယ်။ဘာလို့လဲဆိုတော့ဒါအဖွဲ့အစည်းတစ်ခုမှာစနစ်ကဘယ်လောက်ရည်ကြီးတယ်လဲအဲစနစ်ပေါ်ဆောင်မှုအတွက်ကိုဘယ်လိုတွေစူးစမ်းခဲ့ရတယ်လဲပေါ့နော်။ပြီးတော့ဒီဒေါ်လာရင်းအောင်မှုအတွက်အဓိကတော့ချက်ကပြည်သူလူလူထုပေါ့နော်။အဓိကလူထုဖြစ်တယ်ဆိုတဲ့ဟာမျိုးတွေအဲပြီးရင်ခုနကလက်နက်တစ်ခုရသွားပြီဆိုရင်တော့မှပဲ ဒါပြည်သူကိုကာကွယ်ဖို့ပဲဖြစ်တဲ့နယ်ဆိုတော့အကြောင်းအရာတွေအများကြီးရှိပါတယ်ဗောနော်အဲ့တော့အဲ့လိုမျိုးအကြောင်းအရာတွေနဲ့အဲ့လိုမျိုးအရေးတွေနဲ့တွားနေတဲ့ထဲကဒါဆာမင်းသားနဲ့အခုလိုမျိုးစုံဝေးရတဲ့အတွက်လည်းတကယ်ကျေးဇူးတင်ပါတယ်ဆာမင်းသားပြောတဲ့စကားတွေကိုလည်းခွန်အားရလိမ့်မယ်လို့ယုံကြည်ရပါတော့ဒီကတော့ဆာမင်းသားပြောလို့ပဲကျွန်တော်အပြန်အလှန်မေတ္တာတရားတွေ give ဆိုင်မှုတွေနဲ့ရှေ့ဆက်ပြီးတော့ဗောနော်အာလာရှင်ကိုဒါခိဆုံးနိုင်အောင်ဗောနော်ဆက်ပြီးတော့တော်လန်သွားကြပါမယ်လို့ဒီညနေ့ပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျဟုတ်